မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအီချန်းအောင်ရမဲသိန်းရေးသားသောထူးဆန်းသောတကုံပဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် တာမန်လူသားတွေရဲ့နိုင်အများနဲ့မတူထူခဲ့သောလူပုဂ္ဂိုလ်တချို့ကိုတခါတရံလူတွေထဲမထင်မရှားနဲ့တွေ့ရတတ်လေသည် အခြားသူများနဲ့မတူပဲအပြောအဆိုဇယိုက်သဘာဝခြားနားနေခြင်းကြောင့်လူတွေကအလေးမထားအဖက်မလုပ်ကြဘဲစိတ်မနှံသူကိုထင်ထားတတ်ကြသည်ထူခဲ့သူသောပုဂ္ဂိုလ်မျိုးစာရေးသူတို့ဒေသတွင်လွန်ခဲ့သောနှစ်90ကျော်ကရှိခဲ့မှုပါသည် ထိုချိန်ကဆိုင်းရီသူသည်လူလောကထဲပင်မရောက်ရှိသေးပါအဖေအမေတို့မှပြောပြခဲ့သောအကြောင်းများကိုတင်ပြခြင်းဖြစ်ပါသည်သူနာမည်က တကုံပဆိုသည့်နာမည်သာလူတွေကသိထားကြသည်မှာအသက်အပြည့်60ကျော်ခန့်ရှိပြီဖြစ်သည် တကုံပကြီးကိုလူတွေကဝေးဝေးရှောင်သွားကြသည်ဘသူမှဆက်ဆံပြောဆိုခြင်းမပြုလိုကြ သူထမင်းစားလင်းရွာတဲ့ထမင်းဝင်တောင်းသည်အင်ရှင်ကကြည်ပြူပြူထမင်းပေးလင်းဒဂုံဖကြီးကနင်တို့အိမ်ဘယ်နှရက်ရှိရင်ပတ်စံလေးဝင်လိမ့်မယ်စသဖြင့်ပြောလို့ရှိတော့လေထမင်းမပေးလင်းဘာမှပြောလို့မရှိဘူး သူ့ကိုတမဲတကာနောက်ပြောင်သူတွေကိုတော့နင်းတို့တော့ကပွေဦးတော့မှာဟုသူပြောခဲ့သလိုရက်ပိုင်းအတွဲမှာကြုံရသည်အစကလူတွေသတိမထားမိကြတကုံးပကြီးကထမင်းစာမသာရွာထဲဝင်ထမင်းတောင်းလေးရှိပြီးထမင်းရပြီဆိုရင်ရွာထက်ကညောင်မင်းကြီးအောက်မှာထမင်းစာညောင်မင်းကြီးအောက်မှာပဲမိုးရွာရွာနေပူပူအမြဲနေတော့လဲဘယ်ကူမှမသွားတခါတည်းရန်လေးငါးရက်ထမင်းမတောင်းပဲနေလေးရှိသည်ညောင်မင်းကြီးအောက်မှာထိုင်ရင်ပါဇက်မှာသူ့တယောက်သာကြားနိုင်သောစကားများအမြဲပြောနေလေးရှိသည် ဘသူမှလည်းမနှောက်ယှက်။ရောင်မင်းကြီးအောက်မှာဖြတ်သွားသောလမ်းရှိနေရာလူတွေဘလောက်ပဲတွာလာနေနေသူနဲ့မဆိုင်သလိုပဲသူ့ဘာသာသူနေပေမဲ့ကလေးတွေလာရင်တော့မောင်ဖြူလောင်းခွက်ဟုခေါ်လိရှိပြီးသူ့အိမ်ထဲမှာပတ်စံအကျွေးစိတ်ကလေးများထုတ်ကမုံဘိုးပေးတတ်သည်။ကလေးတိုင်းကိုတော့မပေး။ သူစိတ်ထင်သည့်ကလေးကိုမောင်ဖြူမက်ဖြူထုံနမေကိုပင်တက်ကခေါ်ဝေါ်မုံဘူးပေးတတ်လေသည်မုံဘူးပေးတတ်တော့ကလေးတွေကမကြောက်ကြပေတကုံးပကြီးကလေးတွေကိုမုံဘူးပေးတာသိထားကြတော့သူတို့ချို့ကတကုံးပကြီးကျုပ်ကိုလည်းမုံဘူးပေးဦးလေဗျာဟုပြောဆိုနောက်ပြောင်သူချို့ကိုတကုံးပကြီးကနင့်ကိုဘာဖြစ်လို့ပေးရမှာလဲနင်ကတခုခိုးစားတဲ့အကောင်ဟုလက်ညှိုးထိုးပြောလွတ်တာလည်းရှိသည်အပြောခံသူမှာအမှန်တကယ်ပင်ခိုးတတ်သည့်အကျင့်ရှိနေသူလည်းဖြစ်လေသည်ညောင်ဝင်ကြီးအောက်မှာတွားလာသည့်မိန်းကလေးတူကိုတကုံးပကြီးကနင့်ကောင်းမှာခေပန်းနဲ့ဇပက်ပန်းကို ်ကိုအမြဲပန်ထားနေဟာမင်္ဂရောဖြစ်လိမ့်မယ်ဟုပြောလေသည်နောက်ပြောင်းသလိုပြောသောမင်္ဂလိတဝူကတကုံးဘကြီးကျမလည်းမင်္ဂရောဖြစ်ချင်တာဘလို့ပန်းပန်မလဲမေးတော့ နေကခေါင်းရမ်းပန်းမဲ့တန်နဲ့လူရုပ်မှာတခိုးမရဖြစ်မဲ့ဟုအော်လွတ်လေသည်။စကက်ချက်ခေါင်းရမ်းပန်းမင်းသည်အညာဒေသအောက်ဒေသလဲခွက်သို့မဟုတ်ချမ်းစီဟိုတွေထဲ၌ပေါက်ရောက်သည်။နူညိုရောင်အပွင့်များဖြစ်ကြသည်။တေဆုံးသူအတုဝခေါင်းမှာပန်ပြီးသောပန်းဟုလူတွေကတိထားကြပါသည်။တကုံပကြီးသည်နီးဘူးဘူးမိုးရွာရွာညောင်မင်းကြီးအောက်မှာပင်ဘဲကိုမှမတော်ပဲအမြဲနေထိုင်နေသည်။မိသည့်အချိန်ဖြစ်ဖြစ်အိတ်နေသည်ကိုမမြင်တွေ့ရပဲငုတ်တို့ထိုင်ရင်ဗဇက်ကတလုံးလုံးနဲ့ရီမောကပြောဆိုနေသည်ကိုလည်းတွေ့မြင်ကြရသည်။ဘ ဘာတွေပြောဆိုသဘောကျရဲမောသည်ကိုတော့ဖြင့်မိသူမြမသိကြပေတကုံဖကြီးကိုအားလုံးကရင်ရင်လေးနဲ့ယူနေသူဟုထင်ထားကြသည်တရက်တွင်တော့ရွာထဲကကိုချစ်ခိုင်တယောက်တည်းထွက်လာတာကိုမြင်သည့်တကုံဖကြီးကညောင်ဝင်ကြီးအောက်ရောက်မှဟဲ့ဟိုကောင်လေးလောင်းကွမင်းတို့ငါပြောစရာရှိလို့ဟုတကုံဖကြီးကခေါ်လိုက်တော့တွားနေရမှကိုချစ်ခိုင်မှတစ်ချက်တွေ့ရသွားပြီးတကုံဖကြီးနားလျှောက်သွားသည်အမှန်မှာကိုချစ်ခိုင်မတွားလို့ပါစိတ်မမှန်သူဟုသိထားတော့လဲအသက်ရွယ်ကြီးသူတိုင်းကိုလေးစားသူဖြစ်သောကြောင့်တွားခြင်းဖြစ်သည် ကောင်းလေမင်းတို့အိမ်ကငါ့ကိုအမြဲထမင်းပေးတယ်။ဒါကြောင့်မင်းကိုငါရှေ့ဖြစ်မဲ့အကြောင်းတွေပြောပြမယ်ကွာ။ဒီနေ့ရဲ့နောက်နေ့ကစားပြီးမင်းတို့စီးပွားရေးတွေပြည်လဲပြီးတော့တနေ့တက်တနေ့ချမ်းသာလာမယ်။ငါးနှစ်ရှိရင်အလူပွဲကြီးပေးရလိမ့်မယ်။မင်းသားရှင်ပြုတ်ဝဲပေါ့ကွာ။မင်းဖေကသင်္ကန်းစီးပြီးဒုံလဘဝတ်မကွာ။မင်းတသက်လုံးမင်းမစင်ရဘူး။အသက်60ကျော်အောင်နေရလိမ့်မယ်။ဒီစကားပြောချင်လို့ငါစောင့်နေတာ။ငါခရီးဆက်เสียရှိနေတယ်။ မင်းအလှူနေကြရင်ငါပြန်လာခဲ့မယ်အခုတော့ခီးစက်အုံးမဟေဟူသူပြောချင်ရပြောပြီးထိုနေရာမထကဘေးမှာခြားထားသည့်လွယ်အကြီးအားကောက်ယူထွက်သွားလေသည်တကုံပကြီးထွက်သွားရာငေးကြောင်ကြောင်ကြည့်ရင် ကိုချစ်ခိုင်တရားကိုအတွေးတွေနဲ့ကြံရိတ်ခဲ့လေသည်တကုံဘကြီးပြောခဲ့သောစကားတိုင်းပဲကိုချစ်ခိုင်တို့မိသားစုသည်တနှစ်တက်တနှစ်စီဝေါ်ရေးမှာအဝေါ်ရပင်တိုးတက်လာခဲ့သည်ဒီနေ့ဆိုရင်တားရှင်ပြူဝဲချင်းချင်းတဲတဲကျဲပါသောနေ့ဖြစ်သည် နမကြီးစက်ပွဲကြီးပင်အလှပွဲ၌ငှားရမ်း၍ထဲ့လေသည်တနေ့လုံးပျော်တပြုံးမြုံနှင့်အလှပွဲကြီးကိုစီကားတက်မြိုက်စွာဖြင့်ကျင်းပလေသည်ကိုချေခိုင်၏အဖေဥတော်ကောင်းကမြေရှင်ပြုအလှပွဲတွင်ဒုံလဘရဟန်းဘွက်ကသာသနာပေါင်းသို့တက်လေသည် တရားနာခြင်းရောက်တော့ပြိဿအလုံးတရားနာဖို့ရောက်ရှိနေခြင်းတွင်မထင်မှတ်ပဲလူတွေကြားထဲမှာကိုချစ်ခိုင်တို့မိသားစုနာတကုံးပကြီးတိုးဝင်ရောက်လာသည် ကိုချစ်ခိုင်မြင်တော့အံ့ဩနေစင်မှာပဲလူတွေကဟဲ့အယူတို့တရားနာမှာဘာလာရောက်တာလဲတွားတွားဟုလူတွေက ပြောလဲပြောဆွဲလဲဆွဲထုတ်ကြသည်ဟေးဘိန်းစားခြင်းအတူတူတမှုပုံမရှိကြနဲ့ငါ့ကိုနင်တို့ကအယူလို့ပြောတယ်နင်တို့လည်းအယူတွေပဲငါထက်နင်တို့ကပိုယူတဲ့ဟဲ့လောဘယူဒေါသယူမောဟယူအုပ်စာယူလင်ဒမရဒယူတွေ သူတို့ကပိုပဲပိုသေးအားလုံးကြောင့်អော်ပြောရင်သူ့ကိုဆွဲထုတ်ကြတော့လူတွေကြီးလက်ထဲမှာយုံកံပြီးကကိုချစ်ခိုင်နာပြန်ထိုင်လေသည်កောင်းလေမင်းအလူဝဲမှာငါပြန်လာပြီမောလိုက်တာကွာငါကအဝေးကြီးကနေလာခဲ့ရတာမင်းနဲ့ငါပဋ္ဌာန်းဆက်တွေရှိသကွတန်တရားမှာအတူလန်နေအောင်လို့တန်ရောစင်နဲ့ငါတရားလာနာတာဒကုံဘကြီးကအာဘတရားပြောရင် ဖုံတော်ကြီးတွေကိုဝတ်ပြူလေသည် လူတွေကြားတဲ့အိမ်တွေရရဝင်ထိုင်စကားပြောနေသည့်ဒကုံဘကြီးကိုထတ်ဆွဲထုတ်လင်းရရုပ်သက်သက်ဖြစ်မှမို့ဒီတိုင်းထားလိုက်ကြသည် တရားနိုင်ရန်အသင့်ဖြစ်နေပြီမို့တကုံးဘွားကြီးစကားကိုကိုချစ်ခိုင်အတိမတ်ပြုသည့်အနေဖြင့်ပြောနေလိုက်သည်ပြန်မပြောမိပေမဲ့အချိန်ကတကုံးဘွားကြီးပြောခဲ့သောစကားတွေပြန်သတိရသွားသည် ခန္ဓာနာဝတ်စားများတကုံပကြီးဝတ်ထားတော့လဲတစုံတရာချွေးနှံကြီးနှံတွေနန်းစုံနေခြင်းမရှိပဲသူ့ကိုမှထူးထူးခြားခြားပဲဒေါနာပိုင်းရနံ့မှုပြနေသည်ကိုလူတွေသတိပြုမိကြသည်တရားနာအမျှဝေပြီးနောက်ပရိသတ်တွေဆဲသွားတော့ကိုချစ်ခိုင်ကတကုံပကြီးခမည်းပြောခဲ့သလိုကျွန်တော်အလူမှာခမည်းပြန်လာတယ်နော်ဝမ်းသာတယ်ဗျာခမည်းပြောခဲ့တာတွေဒီနေ့ထိကျွန်တော်မမေ့သေးပါဘူးဟဲဟဲကောင်းလေးငါပြောခဲ့တာတွေအကုန်မှန်တယ်မဟုတ်လားအေးဒီရှိမှလဲမင်းဟာသာသနာပြုရအောင်မကွာ တကုံဖကြီးခမရောက်လာတာတရားနာပဲမိတယ်ထမင်းမစားသေးဘူးလာထမင်းသွားစားအောင်ဘဲကူမလည်းသွားမနေနဲ့ကျုပ်အိမ်မှာပဲနေဘူးကိုချစ်ခိုင်ကပြောတော့ငါထမင်းမစားသေးဘူးကမင်းအိမ်မှာလည်းမနေချင်ပါဘူးထမင်းစားမှာငါလာတောင်းမယ်ကူတော့ညောင်မကြီးမှနေတဲ့ငါမိတ်ဆွေရုပ်ကစိုးကြီးဖိတ်မှန်မှာအရင်လိုပဲသွားနေမယ်လေကွာမဟုတ်တာပဲဗျာဒါကငါပိုင်းလေကွာမင်းကိုခင်လို့ငါတရားနာလာခဲ့တယ်မင်းတက်ဂျင်းဒီခင်မင်းနဲ့ရုပ်ကစိုးကြီးရှိသေးလေကွာ ကိုချစ်ခိုင်နဲ့တကုံးပါကြီးစကားပြောဆိုနေရာလူတချို့ကခလန်းလန်းမှနားထောင်ကြရင်ကြည်နေကြသည့်လူတွေထဲမှာမင်းကလေးနှစ်ယောက်သူတို့စီလာတာကိုမြင်ရသည့်တကုံးပါကြီးကမင်းကတော်နဲ့သခိုးမရပါလားဟုပြောလိုက်တော့ကြည်နေသူချို့ပါဇက်ဟောင်းသားနဲ့ဖြစ်သွားကြသည်တကုံးပါကြီးနားရောက်လာသည့်မင်းကလေးနှစ်ယောက်ကဒူးတုတ်ထိုင်ချလိုက်ပြီးတကုံးပါကြီးကိုကျမတို့ကျေးဇူးတင်ပါတယ်ကျမတို့ကတော့ပြရစီဟုပြောရင်ကတော့ကြလေသည်ငါပြောတာမှန်တယ်မှလားနင်းကတော့မင်းကတော်ဖြစ်နေပြီဆိုတော့ကောင်းစားနေပြီ ရှေ့လျှောက်ဘာပူဝင်စရာမှမရှိတော့ပါဘူးဟဲ့ဖះတရားမမေ့နဲ့ဟဲ့ဟောကောင်းမလေးနေလင်းရမှတော့ဒုက္ခရောက်တာပေါ့ဟဲ့နေယောက်ျားခိုးမှုနဲ့အခုထောင်းကထွက်ရင်လူကောင်းဖြစ်ပြီးတော့နေဒီရှေ့လျှောက်ဒုက္ခမရောက်တော့ပါဘူးအိမ်တော်ကြီးလည်းပြေးလဲမှာပါနေလေဖះတရားလက်ကင်ထားဘယ်တော့မှထမင်းမကပ်ဘူးအေးအေးသွားကြသွားကြ ဟဲ့ကောင်လေးငါမိတ်ဆွေရုပ်ကစိုးကြီးစီငါတောင်းနှုတ်ဆက်လိုက်အောင်မယ်ဟုပြောပြောဆိုဆိုနဲ့ထွက်သွားသည့်တကုံပကြီးကိုကိုချစ်ခိုင်တားချိန်မယ်မရလိုက်လူတွေကတော့အထူးစားဖြစ်ကကြံရစ်ခဲ့ကြသည်တကုံပကြီးမိန်းကလေးနှစ်ယောက်ကိုပြောလိုက်သောစကားတွေကရင်းမိန်းကလေးနှစ်ဦးသည်အမှန်တကယ်ပင်တကုံပကြီးပြောသလိုဖြစ်နေကြဆိုတော့အံ့ဩကြလေသည်တကုံပကြီးကျုပ်တို့မိသားစုရှေ့ဖြစ်မဲ့အကြောင်းတွေဟောပေးပါစသဖြင့်ပြောဆိုနေကြသည့်လူအုပ်ကြီး ရွာထိပ်ညောင်ဝင်းကြီးအောက်တွင်နေ့စဉ်မေးမြန်းသူအချို့ကိုရှေ့ဖြစ်မိကြောင်းများပြောတော်လဲအချို့ကိုတော့နေ့ကိုပြောစရာမရှိဘူးဟုပြောသလိုအချို့ကိုတော့အလေးထားပြောနေပြန်သည်သူစိတ်ကိုခံမရခက်လေသည်သူထဲတွင်ယူယူဝူဝူနဲ့ရောက်လာသောကိုမြင့်ခင်ကလူကြားထဲမှတိုးထွက်လာပြီးကဒဂုံပကြီးကျုပ်ကိုလည်းဟောပေးဗျာကျုပ်မှပါတယ်ဟောရီရက်တိုက်မယ်ကလေးမြောက်ပြပြီးပြောတော့တကုံပကြီးကကိုပြည့်ခင်မျက်နာကိုတေချာစွာစူးစိုက်ကြည့်ရင်နေဟာအလကားကောင် နေမိသားစုတွေမကဘူးတရားလုံးကိုဒုက္ခပေးနေတဲ့အကောင်နေအဖေလည်းနေနဲ့အတူတူပဲငါမဟောနိုင်ဘူးဟုတကုံဘကြီးပြောလိုက်တော့လူအုပ်ထဲမှာတယောက်ကဟုတ်ပါဗျာအရမူတိုင်းသားဖားနေအောင်လို့ရွာထဲလှည့်ဆဲနေကြတာတွေဟုပြောလိုက်တဲ့အကြောင်းအားလုံးမျက်နာပြုံးစီစီနဲ့ကိုမြင့်ခင်ကိုကြည့်ကြတဲ့ကိုမြင်သည်နဲ့ကိုမြင့်ခင်ရှက်ရှက်နဲ့တကုံဘကြီးကိုလက်သီးနဲ့ဝင်ထိုးလေတော့သည် ထိုချိန်တွင်ဘဲချေကရောက်နေမှမသိသည့်ကိုမြင့်ခင်အဖေကလည်းသူ့သားနဲ့အတူဝင်ရောက်ပြီးလက်ထဲမှပါလာသောဒုံနဲ့တကုံပကြီးကိုရိုက်လေသည်အမမတင်အဖြစ်ပြက်ကြောင်းလူတွေအံ့အားတဲ့နေရာမှာသတိရလာကရိုက်နဲ့ထိုးကျိတ်နေကြသောတာဖာနှစ်ယောက်ကိုဝိုင်းဝန်းဖြံပေပေးလိုက်တော့ပွဲကပြီးသွားလေသည်။သူ့မှာရရှိသည့်ဒဏ်ရာတွေကိုတကုံပကြီးမှလက်နဲ့ဖိအုပ်ပုတ်တန်ရင်ကနင်တို့ရှေ့ပြစ်တွေမပြောလို့ငါ့ကိုနင်တို့တာဖာနှစ်ယောက်လုံးကရန်လို့ရိုက်နဲ့တာငါဘလို့မှသဘောမထားပါဘူး။ငါနင်တို့ကိုဘာပြန်လုပ်ခဲ့သလဲ။ နင်တို့သားဖကိုတနာလို့ဟောမပေးဘူးပြောတာငါကုဟောခဲ့မယ်ဖះတရားအမြဲအောင်းမွေးကြနင်တို့သားဖနှစ်ယောက်လုံးကိုမကြခင်မှာမိုးချိုပြစ်သေးကြလိမ့်မယ်ကဲကျင်းတ်ပြီလားဟုပြောကသူ့ဘေးမှာလွယ်ကြီးကိုကောက်လွယ်လိုက်ပြီးညောင်မင်းကြီးအောက်မှာထွက်ခွာသွားလေတော့သည်ကြံခဲ့သည့်လူများကတော့တကုံးဘကြီးတို့စိတ်မကောင်းဖြစ်ကြသလိုကိုမြင့်ခင်တို့သားဖနှစ်ယောက်ကိုတကုံးဘကြီးဟောခဲ့သလိုသာဖြစ်ပြီဆိုရင်တော့အလုံးစိတ်ထဲမကောင်းကြပါတလခန့်ကြာနိုင်မိုးဥကြတာပါတော့သည် မိုးဥစားမှာပဲလက်ရောင်တဝင်းဝင်းနဲ့မိုးချိန်တန် မိုးကျုပ်ပြတန်နေတဲ့အတူမိုးတွေတဲတဲမဲမဲရွာလာပါတော့သည်ဒီနှစ်မိုးဥမှာတော့လေပြင်းနေတဲ့အတူမိုးတန်တွေနဲ့မိုးချိန်တန်တွေပါမြန်မြန်ကြလာရတော့ဒီနှစ်မိုးကောင်းမှာတေးကြပြီဟုတောင်သူတွေသိနေကြသည်မိုးဥကြကာလမှာလေပြင်းတွေနဲ့မိုးတန်လေတန်လက်ရောင်နဲ့မိုးချိန်တန်မှာကြာရပါကအညာမှာမိုးကောင်းပြီနဲ့ဖြစ်လေသည် မိုးလေငြိမ်ပြီးမကြခင်မှာပဲပမျောလင့်ထားသောသတင်းစကားကတရွာလုံးကိုပြန့်နှံ့သွားလေသည်ထိုသတင်းစကားသည်ကကိုမြင့်ခင်တို့တာဖာဟိုဘက်ရွာမှလှဲနေပြန်လဲခွင်းနိုင်မိုးချိုးပြည့်၍တည်ဆုံသွားကြပြီဟုသောစကားပဲထူးဆန်းသည်ကလှဲမှနွားတရှင်ကတော့ဘာမှမဖြစ်ပြီနှစ်ပေါင်း90ကျော်ကြာမြင့်ခဲ့ပြီဖြစ်တော်လဲရင်းဖြစ်ပျက်ကိုတိမိခဲ့ကြသူတွေကတော့မမေ့နိုင်ကြသည်ယနေ့အချိန်ထိတိုင်းတတိယတိုင်းလူကြီးသူမတွေပါဇက်ရာဇဝင်ဖြစ်နေပြောဆိုနေကြစမြဲပင် ထိုထူးဆန်းသောတကုံပကြီးသည်စာရေးသူလူဒေတာကိုပြန်လဲရောက်ရှိလာခဲ့ခြင်းမရှိတော့ပဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လဲဆုံတွေ့ပါရစေရှင်